တို့ချင်းတို့ခမညာဘဝမှာအောင်မြင်မှုအောင်မြင်မှုနဲ့လူတွေတော်တော်များများဟာအောင်မြင်မှုအကြောင်းပြောကြတယ်ဟုတ်ပြီဒါဆိုရင်အောင်မြင်အောင်ဘလို့တွေလောက်ကြမလဲဘာတွေဆက်လောက်ရမလဲဆိုရင်အကောင်လုံးအင်းနေအဲနေဖြစ်ကုန်တယ်ဒါကြောင့်လူချင်းတို့အောင်မြင်မှုနဲ့ပတ်သက်ပြီးတိကျတဲ့အကြောင်းအရာတစ်ခုကိုကျွန်တော်ဒီနေ့မျှဝေပေးမှာဖြစ်တယ်အဲ့တော့လူချင်းတို့ဘဝမှာအောင်မြင်ခြင်းပါလားအောင်မြင်ခြင်းလဲဆိုရင် comment မှာအောင်မြင်ခြင်းပါလို့ရေးပေးပါဦးအဲ့တော့လူချင်းတို့ဘဝမှာလူချင်းတို့အောင်မြင်ခြင်းလဲဆိုရင် အောင်မြင်မှု ဖွဲ့စည်းထားတဲ့အရာ၅ခုရှိအဲ့ဒီ၅ခုကိုကျွန်တော်တို့ဘဝထဲမှာတည်ဆောက်နိုင်ကျွန်တော်တို့ဘဝကိုကျွန်တော်တို့ကရေပုံရအဖြစ်အောင်မြင်တယ်လို့သတ်မှတ်လို့ရအဲ့တော့အောင်မြင်မှုဖွဲ့စည်းထားတဲ့အရာ၅ခုဆိုတာကအောင်မြင်မှုနဲ့ပတ်သက်လာရင် success ကိုခေါ်တဲ့အောင်မြင်မှုဖွဲ့စည်းထားတဲ့အရာ၅ခုရှိနံပါတ်၁ကတော့တည်ငြိမ်အေးချမ်းသောစိတ်ဖြစ်တယ်တည်ငြိမ်အေးချမ်းသောစိတ်အခြေအနေတစ်ခု ရှိဖို့ဟာဘဝမှာ အလွန်အရေးကြီးပါဒါကိုဘယ်တော့မှမမေ့ပါနဲ့ဘာတွေပဲဘလောက်ပဲအောင်မြင်နေအောင်မြင်နေကိုဘွားရတင်ငိန်အေးချမ်းတဲ့စိတ်အခြေအနေတခုမရှိရင်အဲ့ဒီရုပ်ပိုင်းဆိုင်ရာအောင်မြင်မှုတွေကဘာမှလူချင်းတို့လုံးပြီးလို့မရဒါကြောင့်တချို့တွေအပြင်မှာဟဲ့လားလူတွေကသူ့ကိုအောင်မြင်နေတယ်လို့ထင်ပေမဲ့သူစိတ်ထဲမှာသူ့ကိုယ်သူကြာဆုံးနေတဲ့သူတွေအများကြီးရှိတယ်အဲ့တော့စိတ်အခြေအနေတင်ငိန်အေးချမ်းအောင်စပြီးတော့တည်ဆောက်ဖို့လိုတယ်ဒုတိယတခုကတော့ရှင်းပါတယ်ကျမ်းမာရေးနဲ့ energy ဖြစ်တယ်စိတ်အေးချမ်းပြီဆိုဒုတိယအရေးကြီးတာလူမအရေးကြီးဆုံးကကျမ်းမာရေးပဲလူချင်းဘလောက်ပဲ အောင်မြင်မှုချမ်းသာကြွားမှုတွေတီဆောက်နိုင်တီဆောက်နိုင်ကျမ်းမာရေးမကောင်းရင်အဲ့ဒါတွေကဘာအဓိပ္ပာယ်မှမရှိဘူးလူချင်းမင်းအတွက်ပြီးကျမ်းမာရေးပြီးရင်တော့ဒုတိယကတော့စွန့်ရင်ပေါ့ဗျာ energy ပေါ့လူဒီ energy မြန်မာနေဖို့လိုတယ်တက်ကြွနေဖို့လိုတယ်ရလို့တော့မြောင်ကြည့်ငွေပုံကြီးပေါ်မှာထိုင်ပြီးတော့ထိုင်မိုင်းပြီးတော့မှ energy မရှိတဲ့သူနဲ့ရုပ်ပိုင်းဆိုင်ရာတော့ကိုယ်ကတိတ်မပြည့်စုံဘူးဒါပေမဲ့ဘဝကိုတက်ကြွစွာရင်ဆိုင်နေတဲ့သူအဲ့ဒါဘယ်သူ့ကိုအောင်မြင်တယ်လို့လူချင်းတို့ပြောမလဲဒါအဖြေပဲတတိယတစ်ခုကတော့ဆက်ဆံရေး relationship ပေါ့နော်အဲ့တော့ ဘဝမှာအောင်မြင်ဖို့ဆိုတာဆက်ဆံရေးတွေလည်းရှိဖို့လိုတယ်ဟုတ်လားဒါကတော့မိသားစုဆက်ဆံရေးပါမယ်ဗျာเนาะအိမ်တော်ရှိရဆိုရင်เนาะကိုယ့်ရဲ့เนาะကိုယ့်ရဲ့အိမ်တော်ဘက်နဲ့ဆက်ဆံရေးကိုယ့်မိသားစုနဲ့ကိုယ်နဲ့အကြဆက်ဆံရေးဒါတွေလည်းအရေးကြီးတယ်ဘဝမှာဘလောက်ပဲအောင်မြင်နေအောင်မြင်နေကိုယ့်မိသားစုနဲ့ကိုယ်ဆက်ဆံရေးမကောင်းဘူးဆိုရင်ဒါစိတ်ချမ်းသာတဲ့ဘဝတစ်ခုကိုကျွန်တော်တို့တည်ဆောက်နိုင်မှာမဟုတ်ဘူးအပြေအဝနံပါတ်၄ကတော့ကျွန်တော်တို့ငွေကြေးလွတ်လပ်မှုပေါ့အဲ့တော့ကျွန်တော်ခဏခဏပြောတယ်ငွေကြေးကိုရှာဖွေရခြင်းအဲ့ဒီမှာရည်မှန်းချက်တည် ငွေကြေးကိုကျွန်တော်တို့ရှာရဲဆိုတာကိုယ့်ရဲ့အချိန်ကိုကိုယ်သုံးခြင်းတဲ့နေရာမှာသုံးနိုင်အောင်လို့ငွေကိုရှာတာဖြစ်တယ်ရှင်းရှင်းလေးပဲเนาะကျွန်တော်တို့ငွေရှာခြင်းရည်ရွယ်ချက်ဒီကိုယ့်အချိန်ကိုကိုယ်လွတ်လပ်စွာသုံးစွဲနိုင်အောင်ဒါကြောင့်ငွေကြေးလွတ်လပ်မှုဒါကိုကျွန်တော်တည်ဆောက်နိုင်မှုလို့ရတယ်ဒီလေးခုလုံးရှိပြီဆိုရင်တော့ final ဒီနံပါတ်5ဒီဒီမိကုန်းလေးကကိုယ့်ကိုယ်ကိုမေးရမယ့်မိကုန်းဖြစ်တယ်မိမိဘဝကိုကျင့်တတ်မှုဖြစ်တယ်ကိုယ့်ဘဝကိုကိုယ်ကျင့်တတ်ရလားတချို့အောင်မြင်နေတယ်ကိုဘွားကိုမကျေနပ်တဲ့သူတွေအများကြီးရှိတယ်ကိုဘွားကိုမကျေနပ်ရင်ကိုဘွားရဲ့အတိတ်ပဲပေါ့ကိုဘွားအတိတ်ပဲကိုမကျေနပ်ရင် ကိုဘွားအတိတ်ဘဝမှာကိုအတိတ်ပဲမရှိဘူးလို့ခံစားနေရရင်အောင်မြင်တဲ့ဘဝတစ်ခုကိုဘလို့မှမတည်ဆောက်နိုင်ငါဒီနေ့ဘာလီလုံနေရတယ်ငါအလုပ်တွေဘာလို့လုံနေရတာလဲ why မိမိဘဝကိုမိမိကျင့်တတ်ဖို့လိုတယ်ဒါကြောင့်အောင်မြင်မှုကိုဖွဲ့စည်းထားတဲ့အရာ၅ခုကိုကျွန်တော်တို့ကဒီနေ့မှာမျှဝေပြတာဖြစ်တယ်အောင်မြင်ခြင်းနဲ့ဆိုရင်ဒီ၅ခုကိုကျွန်တော်တို့ကိုဘွားထဲမှာတည်ဆောက်လာနိုင်လေလေလူကျင်တို့ဘဝဟာအောင်မြင်တာလေးလေးဖြစ်ပါတယ်ဒီငြိမ်အေဂျင်တော့စိတ်ကျမ်းမာရေးနဲ့ energy ဆက်ဆံရေး relationship ငွေကြေးလွတ်လပ်မှုနဲ့ မိမိဘဝကိုမိမိကျင့်တတ်မှုတွေကိုကျွန်တော်တို့အနေနဲ့တည်ဆောက်ကြရမှာဖြစ်ပါတယ်။အခုပဲဒီအချက်၅ချက်ကိုကိုယ့်ဘဝထဲမှာတည်ဆောက်ပြီးတော့အောင်မြင်တဲ့ဘဝတစ်ခုဖြစ်အောင်အခုပဲပုံဖော်လိုက်ပါလူကျွန်းတို့ဘဝဟာ အောင်မြင်မှုအတွက်ထိုက်တန်ပါတယ်လူတိုင်းဟာအောင်မြင်မှုအတွက်ထိုက်တန်ပါတယ်လူရယ်လို့ဖြစ်လာတာဟာဘဝကိုစိတ်ချမ်းသာပျော်ရွှင်အောင်မြင်အောင်တည်ဆောက်ဖို့ဖြစ်ပါတယ်စိတ်ဆင်းရဲပြီးတော့စိတ်ညစ်နေဖို့မဟုတ်ပါဘူးဆိုတာမိတ်ဆွေတယောက်အနေနဲ့ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ်ကဲသတင်းကျွတ်လက်ဆောင်အနေနဲ့ကျွန်တော်စာအုပ်၅အုပ်ကိုလည်းကျွန်တော်မိတ်ဆွေတွေကိုလက်ဆောင်ပေးဦးမှာဖြစ်တယ် အဲ့ဒီ season မှာပါဝင်ရင်ကျွန်တော်တို့အခု video file လေးကိုမျှဝေလိုက်ပါမျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ထက်က၅ဦးကိုရွေးချယ်ပြီးတော့ကျွန်တော်ရဲ့မေတ္တာအားသာချက်တင့်ကောင်းမှတရဖူစောင်းနိုင်ဖို့အောင်မြင်ခြင်းလက်ဆောင်မြမနီးမြမဟန်ဖြင့်အောင်မြင်ခြင်းနဲ့အမှုပညာမြောက်စွာဟောပြောခြင်းစာအုပ်၅ဦးကိုတယောက်ကိုတုံးအောင်နဲ့အိမ်တိုင်းရာရောက်လူချင်းတို့ပို့ကပါမပေးရဘူးပို့ဆောင်ပေးမှဖြစ်ပါတယ်လို့တင်ကောင်းပါလို့ပါတယ်တန်တန်တက်ချင်တဲ့သူတွေကကျွန်တော်တလောက်ကိုတန်တန်တစ်မျိုးပဲဖွင့်တယ်အခုဒီဆယ်လာပိုင်းမှာဖွင့်မှာကတော့ကျွန်တော်ရဲ့ စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းတစ်ခုဖြစ်တဲ့ Certificate in General Business Management သင်တန်းဖြစ်တယ်။စီးပွားရေးစီမံခန့်ခွဲမှုပညာကိုအခြေခံကစတင်နေလာခြင်းနဲ့လူကြီးလူငယ်မြို့သူမျိုးတက်ရောက်နိုင်ပါတယ်။ Online သင်တန်းဒီအခုလာမဲ့ဆယ်လပိုင်း28ရက်နေ့အင်္ဂါနေ့စမှာဖြစ်တယ်။ Online ကနေတလားတိတိသင်မှာဖြစ်တဲ့အတွက်ဘယ်ဒေတာမျိုးတက်နိုင်လဲ။တင်မဲ့ပုံစံကနေ့စဉ် recorded video တွေကိုကျွန်တော်တို့ Facebook group ထဲမှာတင်ပေးမယ်။ Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းပြန်တင်ပေးမယ်။အဲ့ဒါနေ့စဉ်ကြည့်ရအောင်။ ကျွန်တော်တို့အပတ်စဉ်တနင်္လာနေ့ည၈နာရီတိုင်း Zoom application ကနေကျွန်တော်နဲ့ရင်းနှီးချင်းခင်စွာနှစ်ယောက်ချင်းတွေ့ဆုံပြီးတော့အဲကျွန်တော်တို့ကတူးချင်းပေါ့နော်တူးချင်းတွေ့ဆုံပြီးတော့ကျွန်တော်မေးခွန်းတွေမေးမြန်းနိုင်တယ် live lecture တစ်ခါတင်၃နာရီလောက်ကြာတယ်အဲ့တော့လူချင်းတို့တင်တန်းတက်နေတဲ့ group coaching မှာရအောင်ဆောင်ပေးတာဖြစ်တယ်တင်တန်းကလာတက်လာပြီးသွားလို့ assignment ဆောင်ရင် certificate ကို email ကနေပေးပို့ပေးမယ် live lecture လဲကိုမအားလို့မတက်ဖြစ်မပူနဲ့နောက်ရမှာ၃နာရီတင်နေဆို၃နာရီစာလုံး recorded video ကိုကျွန်တော် group တွေထဲမှာတင်ထားပေးမှာဖြစ်ပါတယ်အပြင်လူတွေတက်ချင်တယ်ဆိုရင်တော့ ကျွန်တော်အခုရောက်နေတဲ့ရန်ကုန်မြို့တော်ဝင်စင်တာ၃လမှာရှိတယ်ကျွန်တော်ရဲ့ AML သင်တန်းကျောင်းမှာကျွန်တော်တို့တက်ရမှာဖြစ်တယ်အခုကျွန်တော်ရောက်နေတဲ့ဒီခန်းမထဲမှာလူချင်းတို့ကျွန်တော်နဲ့အတူတက်ရမှာဖြစ်တယ်တောင်ငူရုံးဖြစ်တယ်ဟုတ်လားအဲ့တော့ပြည်လန်းတော်ဝင်စင်တာ၃လမှာရှိပါတယ်အဲ့တော့အပြင်သင်တန်းကတော့လူတွေ့သင်တန်းကတော့ကျွန်တော်၁၇လပိုင်းရောက်သွားလိမ့်မယ်၁၇လပိုင်းတရက်နေ့နဲ့၂ရက်နေ့စင်တူရီနေ့ရက်မှာမနက်စင်နာရီကနေညနေ6နာရီထိကျွန်တော်နဲ့ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရောက်အောင်မှာဖြစ်ပါတယ် အဲ့တော့ online တဲ့နံပါတ်တက်ချင်းတက်ချင်းအပြင်တဲ့နံပါတ်တက်ချင်းတက်ချင်းလူကျွန်းတို့ရဲ့နံပါတ်ရဲ့ဖုန်းနံပါတ်ရဲ့ကို comment မှာမရေးနဲ့ messenger message မှာဆင်းပေးရပြီပါကျွန်တော်တို့ team ကညီလေးညီမတွေကဆက်သွယ်ပေးပါမယ်အခုအစည်းအဝေးကြည့်တဲ့သူတိုင်း online ကပထမအဦးဆုံးအယောက်100အပြင်ကပထမအဦးဆုံးအယောက်30ကို10% discount ကျွန်တော်တို့စီစဉ်ထားပါတယ်အဲ့တော့ကျွန်တော်တို့ဆင်းပေးရဆို Facebook ဆို link တိုင်းညမြန်မာစံ LYNN THAIK နဲ့เนาะကျွန်တော်တို့ပေါင်းတယ် LYNN နဲ့ link နဲ့နောက်မှာမြန်မာစံပါတယ် follower 3.8 million ကျော်ရှိတယ် TikTok ဆိုရင်တော့ကျွန်တော်တို့လင်းတိုင်းညမြမမြေလို့မြန်မာလူရေးထားတဲ့ follower 3.2 million ကျော်ရှိတယ်။အဲဒီ account နေရဲ့ message မှာပေးနိုင်ပါတယ်။အော်ဒီတန်တန်းဒီစီးပွားရေးစီမံခန့်မှန်းမှုဆိုင်ရာအခြေခံတန်တန်းလို့ဆိုတာနဲ့ညီ business management ပညာရေးနဲ့ပတ်သက်ပြီးတော့ certificate level မိတ်ဆက်သင်ကြားပေးမှာဖြစ်ပါတယ်။အဲ့တော့စီးပွားရေးတစ်ခု level လောက်ကမ်းမှုတွေလိုအပ်တဲ့အခြေခံ management, marketing, HR, operation စားရဘာသာရက်တွေအပြင် personal brand ကိုဘယ်လိုတည်ဆောက်မလဲနောက်တစ်ခါအလွန်အရေးကြီးတဲ့ခေါင်းဆောင်မှု leadership ဒီအကြောင်းအရာတွေကိုလည်းကျွန်တော်တို့ကဆွေးနွေးပြီးတော့သင်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဘယ်လိုလူတွေတက်တင်လဲဆိုတော့ကျွန်တော်တို့ကကိုကစီဝိုင်းတစ်ခုလောက်ကန်အောင်မြင်ပြီးသားအတွေ့အကြုံရှိပြီးသားစီဝိုင်းစီမံခန့်ခွဲမှုပညာကို theory စတင်လေ့လာခြင်းနဲ့တက်ရောက်နိုင်ပါတယ်ကိုကဝင်ထမ်းလုံတဲ့အတွက်ကြောင့်ရှိပြီးသား management ပညာကို theory စတင်လေ့လာခြင်းနဲ့တက်ရောက်နိုင်ပါတယ်။စီမံခန့်ခွဲမှုပညာကိုအခုမှစတင်လေ့လာမယ်။ကျောင်းသားကျောင်းသူလူငယ်တွေလည်း တက်ရောက်နိုင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ management ပညာကိုဆက်ပြီးတော့ MBA ဆက်တက်မဲ့ diploma ဆက်တက်မဲ့သူတွေလည်းအခြေခံအနေနဲ့တက်ရောက်နိုင်ပါတယ်ကိုယ်မှာစီးပွားရေး idea တခုရှိရဲအဲ့ဒါကို accountant ပေါ်ခြင်းတဲ့သူတွေလည်းတက်ရောက်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်လူကျွန်းတို့ရဲ့စီမံခန့်ခွဲပညာကိုအသုံးပြုပြီးတော့ကိုယ့်ဘဝကိုအောင်မြင်အောင်တည်ဆောက်ချင်တဲ့သူတွေကိုယ့်လုပ်ငန်းကိုအောင်မြင်အောင်တည်ဆောက်ချင်တဲ့သူတွေနဲ့ Certificate in General Business Management သင်တန်းမှာ တွေ့ကြပါမယ် We must work together we must build our nation